ရွှေထက်တန်မိုးရှိတဲ့ရွှေထက်တန်မိုးကြီးတဲ့ယရိယာလေးတစ်ခုကိုဆရာပြိဋ္ဌတ်တွေကိုဆရာလက်ဆောင်ပေးမယ်ဒီယရိယာလေးကဘယ်လိုမျိုးလဲဆိုရင်စီဝါပြက်နေတဲ့သူတွေနော်စီဝါပြက်နေတဲ့သူတွေတောင်မှဒီယရိယာကိုလှုပ်လိုက်တယ်ဆိုတာနဲ့စီဝါကြီးတွေနော်ပြန်ပြီးတော့ဥမော်လာတယ်ပြန်ကောင်းလာတယ်စီဝါကြီးတွေပြန်ပြီးတော့တိုးတက်လာတယ်နော်စီဝါရေးအစစ်မပြေတဲ့သူတွေတောင်မှဒီရတရားကိုပြုတ်လုလိုက်ပြီဆိုတာနဲ့ချက်ချင်း ငွေဝင်လာတဲ့အလုတ်ကိုင်းတွေအဆင်ပြေလာတဲ့စီးပွားရေးတွေအဆင်ပြေလာတဲ့အလုတ်တွေရလာတဲ့အယောင်းဝယ်တွေကောင်းလာတဲ့เนาะအဲ့ဒါမျိုးဆရာက ရွှေထက်တန်မိုးကြီးတဲ့ရွှေထက်တန်မိုးရှိတဲ့ရတရားလေးတစ်ခုကိုဆရာပရိသတ်တွေကိုဆရာကဒီနေ့လက်ဆောင်ပေးมาဖြစ်ပါတယ်ဒီရတရားလေးကိုတည်တည်ချာချာလေးလုပ်ပါเนาะဆရာခုနပြောလို့ပဲအရန်ဟိုမှာအစွမ်းထက်ပြီးတော့ထူးခြားတဲ့ရတရားဖြစ်တယ်ပြီးတော့ကုသိုလ်ပြုရတရားလည်းဖြစ်တဲ့အတွက်သူကနှစ်မျိုးခံစားရတယ်ကုသိုလ်လည်းရစီတယ် ဒီရတရားရဲ့အကျိုးကိုလည်းခံစားရမယ်ဒီရတရားဆရာခုနပြောလို့ပဲစီးဝါပြတ်နေတဲ့သူတွေစီးဝါရေးတွေကြဆင်းနေတဲ့သူတွေငွေလုံးဝမဝင်တဲ့သူတွေဒီရတရားကိုလှုပ်ပါချက်ချင်းလက်ငင်းပေါ်မှာစီးဝါတက်စီတယ်နော်ငွေဝင်စီတယ်နော်အလောက်ကိုင်းတွေအယောင်းဝယ်တွေအစင်ပြေစီတယ်ရသရာရှိရဲ့ပတ်စံတွေပြန်ရစီတယ်နော်လက်လွန်ထားတဲ့ငွေကြီးတွေလည်းပြန်ရတယ်လို့အကျွေးတွေရှင်းအောင်မှကြည့်စီတယ်အယံပေါ်မှာရွှေထက်တံမှုရှိရဲ့ရတရားကိုဆရာပြောပြပေးတော့မှာဖြစ်ပါတယ် ခொနီယာသားသမီးအားလုံးလည်းမင်္ဂလာပါဆရာကတော့ဘီဒီရေဒီယာဆရာထူးမြတ်အောင်ပဲဖြစ်ပါတယ်ကဲဒီနေ့ဒီရေဒီယာလေးကိုဆရာနော်ဟိုဆရာပြိသက်တွေအတွက်လက်ဆောင်ပေးတာဖြစ်တဲ့အတွက်တိတိချာချာလေးလိုက်လို့ပါဒီရေဒီယာလေးဟာတစ်နှစ်မှတစ်ခါပဲပြုလုပ်လို့ရတာဖြစ်ပါတယ်ဘာလို့ဆရာအခုမှလုပ်ခိုင်းလဲဆိုရင်နော်ဆရာတို့ဒီရက်ဒီချိန်ဒီလမှာနော်ဆယ်လာပိုင်းထဲမှာဒီရေဒီယာကိုပြုလုပ်ရမှာဖြစ်လို့ဆယ်လာပိုင်းထဲမှာဒီရေဒီယာကိုပြုလုပ်ပြီးပြီဆိုတာ ਨੇ ကြံတဲ့၁၇လ၂လကြံတဲ့အခုဒါမဲ့ ဆယ်လပိုင်းဆယ်လပိုင်းဆယ်လပိုင်းမှာစီးပွားရေးတွေပြန်ပြီးတော့အောင်မြင်တိုးတက်လာလိမ့်မယ်ငွေတွေပြန်ဝင်လာလိမ့်မယ်အလုပ်ကိုင်တွေအဆင်ပြေလာလိမ့်မယ်ဒီရတရားကိုပြုလုပ်ပြီးပြီဆိုတာနဲ့၃လအတွင်းမှာပဲဟိုဘဝတသိချိုးပြောင်းလဲသွားစေမယ်ရတရားဖြစ်တယ်အရန်ဦးမှာထူကြပြီးတော့အစွမ်းထက်တယ်နော်အဲ့တော့ဆရာဒီရတရားလေးကိုအခုပြောပြမယ်နော်အဲ့တော့ဒီရတရားလေးကိုဒီဗီဒီယိုတွေ့ရတဲ့နေရာနေစပြီးတော့စလုပ်လို့ရတယ်နော်အမြဲတမ်း ဆရာအများနဲ့လောက်ဆရာမလို့တခါပဲလောက်ရမယ်ပြုလောက်ရမယ်အချိန်ကမနက်9နာရီကနေမနက်9နာရီအတွင်းမှာပြုလောက်ရမှာဖြစ်တဲ့တစ်ချိန်ပဲပြုလောက်ရမှာဖြစ်တဲ့เนาะအဲ့ဒါကတော့ဗာလဲဆိုရင်ဆရာတို့ပေါ့เนาะဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ကြက်ဥပြုတ်เนาะကြက်ဥပြုတ်ကိုဆရာတို့เนาะဒီလိုတချမ်းချမ်းလိုက်1 2 3 4 5 6 9 8နော်စွန်းထမင်းနဲ့တကွကြက်ဥပြုတ်9စိတ်ကတ်လို့ရမှာဖြစ်ပါတယ်ဒီမှာနော်အားလုံးပေါင်း9စိတ်ဖြစ်ရမှာဖြစ်ပါတယ်9စိတ်နော်ပြီးရင်ဆရာတို့ coffee တစ်ခွက် စီဝါတက်ဆိုတဲ့အတိုင်းပဲကော်ဖီတစ်ခွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ပြီးရင်ဆရာတို့ဖျောင်းနိုင်ရအဖြူရောင်ဖြစ်ရမယ်တခြားရောင်မရဘူးဖျောင်းနိုင်ကိုညာဘက်လက်လေးနဲ့ကင်မယ်ဂုံတော်၉ပါး၉កောက်ရွတ်မယ်ဘယ်ဘက်လက်လေးနဲ့ပြန်ကင်မယ်24ပစ္စည်းအချင်းကို၉កောက်ရွတ်မယ်ဂျွပီဆိုတာနဲ့မြတ်စွာဘုရားကိုစီမီပူဇော်ပြီးတော့မှကိုဖြစ်ချင်တာကိုလိုချင်တာကိုစူတောင်းမှာစီဝါပြက်နေရတဲ့သူတွေဆိုလဲစီဝါရေးတွေအမြန်ဆုံး အဆင်ပြေပါစေတိုးတက်အောင်မြင်ပါစေငွေဝင်ကျင်တဲ့သူတွေကတော့ငွေများများဝင်ပါစေအလုံးအကင်အဆင်ပြေကျင်တဲ့သူတွေကတော့အလုံးအကင်ဒီအဆင်ပြေပါစေအယောင်းဝယ်ကောင်းကျင်တဲ့သူတွေကတော့အယောင်းဝယ်ကောင်းပါစေလို့ဆုတောင်းလိုက်ပါဆုတောင်းပြီးပြီဆိုတာနဲ့တပတ်ကနေ၃လအတွင်းမှာပဲကိုဘဝတဆစ်ချိုးပြောင်းလဲပြီးတော့မှเนาะဆရာတို့ရွှေထက်တန်မိုးရှိတဲ့ရည်ရည်အောင်ဆရာကပေးလိုက်ရှင် ဖြစ်ပါတယ်ဒီရည်ရည်လေးကိုဆရာကတစ်နှစ်မှာတစ်ခါပဲ ပြုလုပ်ခိုင်းတာဖြစ်ပါတယ်တော်တော်လေးကိုဒီရရလုတ်ပြီးပြီဆိုရင်တော်တော်လေးကိုအဆင်ပြေကြတယ်စီးပွားရေးတွေပြန်ကောင်းလာကြတယ်ဒါကြောင့်မလို့ဆရာပရိသတ်တွေကိုဆရာကလက်ဆောင်အနေနဲ့เนาะအဆင်ပြေစေခြင်းလုံးလို့ဆရာပေးတာဖြစ်ပါတယ်เนาะစူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုเนาะဆယ်လာပိုင်းမှာเนาะချွေထက်တံမိုးရှိတဲ့ငွေထက်တံမိုးရှိတဲ့เนาะစီးပွားရေးတွေအမြန်ဆုံးအဆင်ပြေပြီးတော့เนาะဘဝမှာเนาะဘဝမှာ ဒုက္ခရောက်နေတဲ့အရာတွေအားလုံးအမြန်ဆုံးအဆင်ပြေပါစေဆိုဆရာတို့ဆုတောင်းမယ်ကိုဖြစ်ချင်တဲ့ကိုရှိရဲ့ဆန္ဒကိုလည်းဆုတောင်းလို့ရတယ်เนาะဆုတောင်းပြည့်စေတယ်เนาะဆရာခုနပြောလို့ပဲဗုဒ္ဓမြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးကိုစွန့်ကပ်ပုံစွန့်ကပ်နေမမားပါစေနဲ့မြတ်စွာဘုရားကိုစွန့်ကပ်တော့မယ်ဆိုရင်လောဘဒေါသမောဟတွေကိုဖယ်ရှားလိုက်ပြီးတော့မှကုသိုလ်ရခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွန့်ကပ်မယ်ပြီးတော့ကြမှဖျောင်းနိုင်ထွန်းပြီးတော့မှပဲကိုဖြစ်ချင်တာကိုလိုချင်တာကိုဆရာတို့ဆရာပြောသူလိုဆုတောင်းမယ်ဒါဆိုရင်ဆုတောင်းလဲပြည့်စေတယ် เนาะကိုယ့်ရဲ့လိုအင်ဆန္ဒတွေလည်းပြည့်ဝစေပါတယ်เนาะဒီနေ့ဆရာအရေးကြီးရပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီရီယာပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါဘာလို့လဲဆိုတော့เนาะအဆင်မပြေတဲ့ခုနှစ်ရက်သားသမီးတွေဒီဗီဒီယိုလေးကိုတွေးရော like လုပ်တဲ့ခါကျတော့အဆင်ပြေအောင်လို့ဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါဆရာရဲ့ TikTok account ကိုလည်း Facebook account လေး like and follow လေးလောက်ထားပေးပါအသေးလေးတွေများများပေးပါပြီးရင်နောက်တစ်ခုကနေ့နံပေါ့နော်မိမိရဲ့နေ့နံကိုလည်း ကွန်မန်းမှာရေးခဲ့ပါမိမိရဲ့နာမည်အရင်းကိုလည်းရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုစီဝါရေးတွေတိုးတက်အောင်အလုပ်ကိုင်နေအဆင်ပြေအောင်ငွေတွေဝင်အောင်ဆရာကဆူတောင်းပေးมาဖြစ်ပါတယ်။เนาะဒီရဒီယာလေးကိုယုံယုံကြည်ကြည်နဲ့သာလုပ်ပါလုံးဝထူးခြားစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်။เนาะကုသိုလ်ပြုရဒီယာဖြစ်တဲ့အတွက်ဘာမှမရဘူးဆိုရင်တော့ကုသိုလ်ရပါတယ်။เนาะဆရာလည်းဒီရဒီယာကိုတစ်နှစ်မှတစ်ခါပဲလက်ဆောင်ပေးတာဖြစ်ပါတယ်။အရန်ဦးမှာထူးခြားပြီးတော့အစွမ်းထက်လို့ဆရာပေးခြင်းဖြစ်ပါတယ်။ဆရာခုနပြောလို့ပဲရွှေထက် နော်ရွှေထက်ကူမှာတံမိုးရှိတဲ့ရေဒီယာဖြစ်ပါတယ်အရန်ဦးမှာနော်အစီပြေစီပါတယ်အဲ့ဒါလေးကိုလိုက်လို့ပါဆရာပြောလို့ပဲဆရာကောင်လေးကိုလိုင်းရှယ်လေးလှုပ်ထားပေးမယ်ကွန်မန့်မှာမိမိနာမည်နေနဲ့ရေးခဲ့မယ်နော်ဆရာအကောင့်ကိုလည်းလိုင်းရန် follow လေးလှုပ်ထားပေးပါပြီးတော့ဆရာစီမှာပေးဒီမေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော်မေးလို့ရတယ်အချားမြင်မေးလို့ရတယ်စိုင်းနံပါတ်ပေးလူမန်မေးလို့ရတယ်နော်ဆရာရဲ့ဖုန်းနံပါတ်ကလည်း Telegram Viber ဖုန်းနံပါတ်ကလည်း396 6G ပဲ6လုံး331ဖြစ်ပါတယ်66လုံး331မှာဆရာနဲ့ဒိုင်းရိုက်ဆက်သွယ်ပြီးတော့တိုင်ပင်ဆွေးနွေးလို့ရပါတယ်နောက်တစ်ခုကတော့ဆရာအခုကထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆရာကဘီဒီဟောကန်ဖွင့်ထားတာဖြစ်ပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာနေရသူတွေကတော့ဆရာရဲ့ line ဖုန်းနံပါတ် line account မှာစာပို့ပြီးတော့ဘီဒီမေးလို့ရပါတယ်ဆရာရဲ့ဘန်ကောက်ဘီဒီဟောကန်ကိုလည်းလာပြီးတော့ဘီဒီမေးလို့ရတဲ့အကြောင်းကိုဆရာကြော်ညာလိုက်ပါတယ်ကဲခொနီယာသားသမီးအားလုံးဆရာ လက်ဆောင်ပေးတဲ့ရွှေထက်တန်မိုးရှိတဲ့ရွှေထက်တန်မိုးကြီးတဲ့ကုသိုလ်ပြုရတရားကိုလိုက်လုပ်ကြတဲ့ခொနရတသပီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအခက်ခဲတွေအားလုံးကျော်လွှားနိုင်ကြပါစေလို့ဆရာကဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်